ားလုံးမင်္ဂလာပါရှင် အခုတင်ဆက်ပေးမှာကတော့ဂါဇာကမ်းမြောင်ဒေသကို အပြေးအဝထိန်းချုပ်မဲ့အစီအစဉ်ကိုအစ္စရေးအစိုးရကအတည်ပြုလိုက်တဲ့ဆိုတဲ့သတင်းမှာဒီကနေ့မေလ9ရက်နေ့မှာအစ္စရေးနိုင်ငံရဲ့အစိုးရဝန်ကြီးများအဖွဲ့ဟာဂါဇာကမ်းမြောင်ဒေသအားလုံးကိုအပြေးအဝသိမ်းပိုက်ဖို့နဲ့အချိန်ကာလသတ်မှတ်ထားတာမျိုးမရှိဘဲနယ်မြေကိုထိန်းချုပ်နိုင်ဖို့အတွက်ကိုအတည်ပြုခဲ့တယ်လို့အရာရှိနှုတ်ဦးရဲ့ပြောဆိုချက်ကိုကိုးကားပြီး AB သတင်းဌာနကဖော်ပြထားပါတယ် အခုလိုအတည်ပြုချက်တွေကြောင့်အစ္စရေးဟာစစ်စင်ရေးတွေကိုအချိန်တိုးမြင့်လှုံ့ဆော်လာနိုင်ပြီးနိုင်ငံတကာရဲ့ကံကွယ်မှုတွေကိုလည်းကြုံတွေ့လာရနိုင်တယ်လို့ဆိုပါတယ်။လက်ရှိမှာအစ္စရေးဟာဂါဇာဒေသရဲ့ထက်ဝက်90ရာခိုင်နှုန်းကန်ကိုထိန်းချုပ်ထားတာဖြစ်ပြီးဂါဇာဒေသအလုံးကိုသိမ်းပိုက်ထိန်းချုပ်နိုင်မှုရည်ရွယ်ဖော်ဆောင်လာတာလည်းဖြစ်ပါတယ်။ အစ္စရေးစစ်တပ်အကြီးအကဲဖြစ်သူကအရန်တပ်ဖွဲ့ဝင်တောင်းတဲ့ခြေကိုဆင့်ခေါ်လိုက်ပြီးနိုင်ပိုင်းအကြမှာပဲအစ္စရေးအစိုးရဖွဲ့ရဲ့အခုလိုမျိုးမဲပေးအတီးပြူချက်ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။အစ္စရေးရဲ့ထိုးစစ်တွေတိုးချဲ့ခဲ့မယ်ဆိုရင်ဂါဇာဒေသခံတွေဟာတောင်ပိုင်းကိုဆက်ပြီးရွှေ့ပြောင်းရဖို့ရှိနေပြီးဂါဇာတောင်ပိုင်းမှာအစာအသောက်နဲ့စေဝါပြက်လက်မှုအခြေအနေတွေဟာပိုပြီးဆိုးရွားလာနိုင်ပါတယ်။ပြီးခဲ့တဲ့မလလယ်မှာအစ္စရေးနဲ့ဟာမတ်တို့ကြားအပြည့်အခက်ရဲစဲမှုပြက်ပြဲသွားပြီးတဲ့နောက်မှာ ကြံရှိနေသေးတဲ့သစားကန်တချို့ကိုဟာမတူဘက်ကပြန်မလွတ်ပေးတာကြောင့်အစ္စရေးရဲ့ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်မှုတွေဟာဂါဇာဒေသခံထောင်ပေါင်းများစွာသေဆုံးခဲ့ရပါတယ်။ ယာယီအပြည့်ခန့်ရဲစဲမှုမပြတ်ပြဲခင်မှာလဲအစ္စရေးကဂါဇာဒေသတွေကိုပို့ဆောင်မဲ့အစာအစာလောင်စာဆီနဲ့ရေပါဝင်လူသားချင်းစာနာထောက်ထားမှုအထောက်အပံ့တွေကိုဖျက်တောက်ပိတ်ဆို့ထားတာကြောင့်ဂါဇာတောင်ပိုင်းဒေသဟာအစ္စရေးဟာမက်စကောလာကြားစစ်ပွဲအတွင်းလူသားချင်းစာနာထောက်ထားမှုပြတ်တောက်နေမှုတွေအဆိုးရွားဆုံးအခြေအနေတွေနဲ့ကြုံတွေ့နေရတာလည်းဖြစ်ပါတယ် ကုလသမဂ္ဂယူအန်ကတော့အစ္စရေးတို့ရဲ့အခုလိုမျိုးလှုပ်ဆောင်ပြီးဟာမတ်တွေအပေါ်ဖိအားပေးတဲ့နေပြည်တော်လူထောင်ချင်းစာနာထောက်ထားမှုဆိုင်ရာစီမင်းစည်းကမ်းတွေကိုချုပ်ပေါက်နေတဲ့နေပြည်တော်ဖြစ်တယ်လို့အဝေဖန်ပြောဆိုပါရယ်လက်ရှိမှာဂါဇာဒေသရဲ့လူဦးရေ90ရာခိုင်နှုန်းကျော်ဟာအိုးမဲအိမ်မဲဖြစ်နေပြီးစစ်ပွဲကြောင့်လူပေါင်း9200ကျော်သေဆုံးခဲ့ရပါတယ်။အစ္စရေးစစ်တပ်ဟာ 1968ခုနှစ်ကနေ2005ခုနှစ်အထိဂါဇာဒေသအပြည့်အစုံကိုသိမ်းပိုက်ထိန်းချုပ်ဖို့ပြီးလက်ရှိမှာလည်းအရင်ကအတိုင်းပြန်လဲအကောင့်ထဲပို့ဖို့လှုံ့ဆော်နေတာကိုတွေ့ရပါတယ်။ Israel ရဲ့လုံရက်တွေဟာဂါဇာပြည်ပခောက်ကိုပုံမရှင်လျားစေနိုင်ပြီးနိုင်ငံတကာရဲ့ဖိအားတွေကိုလည်းပိုပြီးကြုံတွေ့လာရနိုင်တယ်လို့သုံးသပ်မှုတွေလည်းရှိနေပါတယ်ရှင်။ကျမနွယ်နွယ်ပါ။